်ရဲ့ဟိုပြိုက်ပွဲမှာသူရဲ့ဟိုပေါ့သူစိတ်ခံစားချက်နဲ့သူရိုက်ထားတဲ့ပုံလေးသူ့ပုံလေးတွေကြည့်ပြီးတော့သူ့အားပြေးခြင်းနဲ့စိတ်အာသူ့ကိုဂုံပြုခြင်းနဲ့စိတ်နဲ့ရေးခဲ့တာပေါ့နော်သူရှာတဲ့သူရဲ့ချီတွေကစာတော့မတန်ဝါတော့မတန်ပါလေကွာအခက်အခဲကဘာပဲရှိလဲဆိုတော့ကျွန်တော်တို့ AI ကိုကျွန်တော်တို့ခိုင်းတဲ့အခါမှာ AI ကဟို time တော်တော်များများ traditional ကိုသိတယ်မြန်မာ traditional ကိုသိမသိဘူး dressing တွေပါဒီအစားဆိုတော့အဲ့အဲ့ဒီအနည်းစားဆုံးဖြစ်အောင်တော့တော်တော်ဖန်နေယူရတော့အဲတဲတဲကပြောပြတာပါမရှိဘူးတဲတဲစီမှာပထမတဲတဲမျက်နှာလေးတုံးကြံသူသူသူ့ကိုဂုံပြုဖို့ရေးထားတဲ့ချင်းဆိုတော့လေသူ့မျက်နှာကိုကြည့်ရှုဖို့ရေးထားချင်းဆိုတော့သူသူ့ကိုခွင့်တောင်းရတယ်လေအာသူကလည်းအခုချိန်မှာတအားဟိုအစင်ဟိုဟာပေါ့ ဟိုနာမည်ကလည်းရသူ့ရဲ့ fan တွေကလည်းသူ့ကိုအရန်ချစ်ဒီကလေးကျွန်တော်လှုပ်တာတော့ဗာသူ့ fan တွေကိုတော့ကျွန်တော်ကျေးဇူးတင် We him not you queen ညောင်းစီရဲ့ပြင်မဲ့လုံးမာနေတီမာသွားဆိုပါတယ်ပြတာတော့ဟိုဟိုစာရင်စစ်တွေ့ဆုံမဲ့လှုပ်တော့ကျွန်တော်အများကြီးဖြေခဲ့တယ်ပေါ့နော် သူတသေးရဲ့ဟိုပြိုက်ပွဲမှာသူ့ရဲ့ဟွာပေါ့သူစိတ်ခံစားချက်နဲ့သူရိုက်ထားတဲ့ပုံလေးသူ့ပုံလေးတွေကြည့်ပြီးတော့သူ့အားပေးခြင်းနဲ့စိတ် အဲသူကိုဂုံပြုခြင်းနဲ့စိတ်နဲ့ရေးခဲ့တာပေါ့နော်ဟိုသူကဟာသူကပန်ထရာအာပုံစံမျိုးနဲ့သူကပြိုင်ပွဲဝင်ခဲ့တာဆိုတော့အဲသူကပေါ့ဟိုပန်ထရာပြည်မကြီးရဲ့ story တော့မဟုတ်ပေါ့ဒီသူတိုက်ပွဲဝင်မဲ့သူပြိုင်ပွဲဝင်တဲ့အဲ့ဘုကူက creation လုပ်ကိုရေးလိုက်တာရေးလိုက်ပြီးတော့သူ့ကိုဂုံပြုမယ်ဆိုတဲ့စိတ်နဲ့ရေးလိုက်တဲ့တခြင်းလေးပါသူရှာတဲ့သူရဲ့ကြည့်ရတာသာတော့မတော်ဝါတော့မတော်ပါ กว่าဖြတ်ဒီမှုပဲရတော့အဓိကဟိုပုံဖော်ပြတာတော့ဒီ AI ဟိုဟာ creation လုပ်တဲ့ပုံစပေါ့ဟိုကျွန်တော်အခုတတိသူ့မပြေဘူးသေးဘူးအာဒီဒီဒီတခြင်းနဲ့ပတ်သက်လို့ပြောရချင်အဲ AI စိတ်ဝင်စားဖို့ကောင်းတာအဲ AI ဖြန်ပြီးပြတဲ့ကလေးနဲ့ကျွန်တော်လည်းအခုတတိစကားစကားလည်းမပြောဘူးဖုန်းလည်းမပြောဘူးအဲသူ့နဲ့စာစာပဲပို့တာပေါ့နော်အာကျွန်တော်ကတခြင်းတွေ ပထမအဲ့ကျွန်တော်ရွှေစီဆိုတဲ့ဟိုတခြင်းပေါ့နော်ကျွန်တော်စီရီတတရစီရီထွက်မယ်ဆိုပြီးတော့ကျွန်တော်အဲ့လေးကိုဖန်တီးဖို့ဟိုရိုက်ဖို့ကတော်တော်ခက်တယ်ခက်တယ်ဆိုတော့ရွှေစီမင်းသမီးတွေနဲ့ပကံအကြောင်းနဲ့ပကံ location တွေပိုင်းနဲ့တော့ breaker မင်းသားအာမြေရှုမှုပြန်တဲ့ဟာတွေရိုက်ပြဖို့ဆိုတော့ဟိုကိုကလည်းပတ်စံချမ်းသာတယ်လို့မဟုတ်ဘူး ဟိုအမှုပညာနဲ့တက်မွေးအကြောင်းပြုရလို့ဆိုတော့ဒါလုတ်ဖို့ကတော်တော်ခက်တယ်လေခက်တော့အဲ TikTok အခုနောက်ပိုင်း TikTok မှာကျွန်တော်အသုံးပြလာတဲ့ခါကျတော့ TikTok မှာအဲ့ဒီ AI လေးတင်တင်ထားတဲ့အဲသူတင်ထားတာလေးတူတော့ကျွန်တော်ဟိုစကားသွားပြောလိုက်တာပေါ့နော် စကားသွားပြောတော့ तू ကဖြစ်ချင်တော့ကျွန်တော်ကိုအရန်လီလီစားပြီးတော့ကျွန်တော်ချင်းနေလေအရန်ဟိုဟာဖြစ်တယ်ကျွန်တော်လူပြကြောင်လေ तू မြန်မြန်လုံးလုံးနဲ့ဖြစ်တဲ့ကလေးဖြစ်တယ်။ဒါကျွန်တော်ရဲ့ live ပေါ့နော် ကျွန်တော်ဘွားလည်းပတ်သက်တဲ့ interview ကြီးရောကျွန်တော်ပုံမှာလည်းသူက fee တော်တော်ရှိတယ်။ဆိုတော့အစကားပြောပြနေတဲ့ဆရာဘာလို့ချင်တာလဲဆိုတော့အဲ့လိုပဲရွှေစီတချင်းလေးစီရီထွက်မှာဘူးရိုက်ဖို့ကအဆင်မပြေဘူးအဲ့ဒါလေးကို AI နဲ့ဖန်တီးချင်တယ်။ဖြစ်နိုင်လားဆိုတော့သူက "तू professional တယောက်တော့ဟိုမဟုတ်ပါဘူး"တဲ့။ဒါပေမဲ့ဟို "तू choose ပြင်မယ်ဆိုပြီးအဲ့ကလေးကဟိုကျွန်တော်ဒီရွှေစီတချင်းကိုဖန်တီးပြတာ။ဖန်ပြီးတော့အာ တော်တော်လေးကိုဟိုစိတ်တိုင်းကြတယ်ဗောနော်စိတ်တိုင်းကြတော့ဟိုအခက်ခဲတာဘာပဲရှိလဲဆိုတော့ကျွန်တော်တို့ AI ကိုကျွန်တော်တို့ခိုင်းတဲ့အခါမှာ AI ကဟိုထိုင်းတော်တော်များများ traditional ကိုသိတယ်မြန်မာ traditional ကိုသိမသိ dressing တွေပါလိအစဆိုတော့အဲ့အဲ့အားဒီအနည်းဆက်ဆုံးဖြစ်အောင်တော့တော်တော်ဖန်နေယူရတော့အဲ့ဒီလုပ်နေတဲ့မှာအဲ့ဒီဟိုပါဘောဟိုမြန်မာစတာဒိုင်ပွဲမှာခင်ခင်နာဆိုတာဒိုင်လူကြီးလုပ်နေတော့ အဲ့ဒါနဲ့အဲ့ဒီအချိန်ဒီဒီအချိန်လေးမှာသူ့ရဲ့လူပညာလူလည်းချပြမယ်အဲတဲတဲကိုလည်းအရင်နှုန်းလေးကဟိုကွန်ပျူတာဆိုပြီးတော့အတန်သွင်းထားတဲ့တချင်ခင်တာဆိုဆိုထားတဲ့တချင်လေးအဒီအချိန်မှာထုတ်တယ်ကောင်းပါပဲဆိုပြီးတော့အဲ့ဒါအဲ့ခုန AI ဖန်တီးတဲ့အောင်ကြပြီးဆိုတဲ့နာမည်လေးနဲ့ပေါ့နော်အဲ့ကလေးကသူကဟိုဒီပါလက်နေရာပေါ့နိုင်ငံခြားမှာနေရာ ်အဲရပါနေရဆိုတော့သူ့စီလမ်းပြီးတော့တိုင်မင်ကြောဟာကောင်းတယ်ဆရာလည်းတားလုပ်ပြီးပြီဆိုတော့အဲ့ဒါသူဖန်တီးပြီးတာသူဖန်တီးပြီးတော့ရွှေစီရမှာကျွန်တော်ဇန်ကျွန်ပုံစံမျိုးကျွန်တော်ဘာပြီးဘာဘာပြီးဘာရေးရေးပြီးသေးတယ်ဟိုဟာ तू อ่ะအဲ့ဒါตาบลูโลออกมาเลยสัวอะตาสิกเกย์ราฟันนี่ကျွန်တော်ကိုလိုဂျင်းတရိုင်းနီပဲပြောပြရတာအာဒါစတိုရီမဟုတ်ဘူးဟိုပန်ထရာဘေမရဲ့စစ်ထွက်မဲ့ သူ့ရဲ့အမူအရာကိုပဲကြည့်ပဲရေးထားတာအဲ့တော့စစ်ပွဲထွက်မဲ့လူရောက်ကအကြည့်ရဲ့သူ့ရဲ့စိတ်ဓာတ်အဲ့ဒါကြီးပေါ်လာအောင်လို့ဒီစစ်ပွဲကြီးတပွဲဖန်တီးတဲ့အချိန်မှာဖြစ်ရမယ့်ပုံစံမျိုးတွေပဲဒါစဉ်းစားပြီးတော့လုပ်လိုက်ပါဆိုပြီးတော့သူ့စိတ်ကြိုက်သူ့အမူဖန်တီးလိုက်တာပေါ့အရွှေကြီးကတော့ဒါကျွန်တော်ဟိုဟိုဘလိုကမလဲစာကြောင်းသဘောမျိုးကျွန်တော်ရေးပေးရသေးတယ်ဒီပန်ထရာတဲတဲလို့ပန်ထရာဆိုတာတော့ဒီကလေးရဲ့သူသူကသူ ဖန်တီးလိုက်တဲ့ဟိုဟာတချင်းလေးပါပဲကျွန်တော်ကျွန်တော်လူကျင်တာလေးပဲပြောပြလိုက်တာပေါ့အဲတကယ်ပြောပြတာပါမရှိဘူး တသေးစီမှာပထမတသေးမျက်တာလေးတုံးကြသူသူသူ့ကိုဂုံပြူကိုရေးထားတဲ့ချင်းဆိုတော့လေသူ့မျက်တာကိုကြည့်ရှုတော့ရေးထားချင်းဆိုတော့သူသူ့ကိုခွင့်တောင်းရတယ်လေအာသူကလေအခုချိန်မှာတအားဟိုအစင်ဟိုဟာပေါ့ဟိုနာမည်ကလေရသူ့ရဲ့ fan တွေကလေသူ့ကိုအရန်ချစ်ဒီကလေးကျွန်တော်လှုပ်တာတော့သူ့ fan တွေကိုတော့ကျွန်တော်ကျေးဇူးတင်သူ့ကိုယ်တိုင်ကလေသူ့မိသားစုကိုသူ့မိမေရောသူ့ရောဟိုဆရာကိုထူးအပ်လို့ရောအကုန်လုံးကကျွန်တော်ကျေးဇူးတင်ကြတယ်ပေါ့နော်အပန်းကတော့ကျွန်တော်က ဟိုသူပြိုင်ပွဲဝင်တဲ့အချိန်မှာတော့ဘာမှမသိဘူးကျွန်တော်သူ့ကိုကူပြုကျင်တဲ့စိတ်နဲ့လှုပ်ထားတာအာဒါလေးကအခုဒီလိုလုပ်မယ်ဆိုတော့သူတို့လည်းရန်ဝမ်းသာပါတယ်ကြာကျွန်တော်ကိုလည်းကျေးဇူးတင်တာပဲ We hit not your queen ညာစီရဲ့ကျင်မလုံးနာတဲ့ team မသွား TV ဒါပေါ့ TV တို့ဒီသချင်းဖြစ်လာတာပေါ့ဒီမှာ तू ဒီပြိုင်ပွဲမှာ तू စစ်မြင်းရထားကြီးဒီသုံးကျင်တာမသုံးလိုက်ရတဲ့အခါမှာ तू သူ့ရဲ့စိတ်ခံစားချက်အကုန်လုံးကဒီ သူတက်ပြိုင်ပြိုင်ပြိုင်မုံတဲ့အချိန်မှာသူမျက်လုံးတွေထဲမှာမျက်ရည်တွေဝဲပြီးတော့တခါလေအားတွေပန်းနေရအကုန်လုံးကဒီခံစားချက်တွေဒီမျက်နှာပေါ်မှာသွားပြီးထင်ဟတ်နေရအဲ့ဒါကြီးကိုမြင်လိုက်တာနဲ့ကျွန်တော်ကဟိုအဲ့လိုမျိုးသချင်းကြီးကျင်တဲ့စိတ်ပေါက်လာတာပေါက်လာပြီးတော့ကွန်ပျူတာကျင်တဲ့စိတ်နဲ့ကြီးလိုက်တာသူရှာတဲ့သူရဲ့အချိတွေကသာမတဝါတော့မတပါပဲကွာအာအားရပါတယ်အားရပါတယ်ဆိုတာစူထားတာရောတီးထားတာတီးထားတာလည်း ဟိုဇာဇာလီပေါ့နော်ကျွန်တော်တချင်းတော်တော်များများကျွန်တော်အခုနောက်ပိုင်းကျွန်တော်ဘလော့ပဲဂီတာမူးလုတ်ခဲ့လုတ်ခဲ့ဘလော့ပဲဒါရိုက်တာလုတ်ခဲ့လုတ်ခဲ့အဲကျွန်တော်ဘာပဲလုတ်ခဲ့လုတ်ခဲ့အခုလောလောဆယ်ပါကျွန်တော်တီးခဲ့ကိစ္စဟိုပဲမေဂျာထားပြီးတော့ပေါ့နော်ဂျန်နက်ဟာတွေကသူ့ဟာသူတစ်တော်တဲ့ဟိုကျွမ်းကျင်တဲ့လူတွေလည်းလုံမယ်ဆိုရယ်စိတ်ကိုဆုံးဖြတ်ထားတဲ့အတွက်ကြောင့်မလို့အာဇာလီကိုဖန်တီးခဲ့တော့လေဇာနီကတီချတီးပြီးအရင်းကိုကိုလိုချင်တဲ့အရင်းကိုရတယ်ပေါ့နော်ဆိုတော့ဟိုတချင်းလေးက ဟိုဘက်ဆုံပေါ့ဘက်ဆုံဟိုတော်တော်များများပေါ့အာဘက်ဆုံတော့ဆိုတာကောင်းအောင်လို့ကြိုးစားထားကြတယ်အားရချက်နည်းနည်းပါးပါးရှိ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 ကျင်လည်းရှိမှာပေါ့နော်ဘာလို့ဆိုတော့ AI ကိုစပြီးတော့ခုမှကျွန်တော်တို့စတော့ရတဲ့ပထမဆုံးမျိုးဒီသချင်းနဲ့ပတ်သက်တဲ့ AI နဲ့အဲဒီစတိုရီဘာဘော AI နဲ့ဖန်တီးရတာဆိုတော့လိုအပ်ချက်တော့ရှိမှာပေါ့ဒီတဲ့နောက်ပိုင်းကျဒီတဲ့ကောင်းလား